manifest ပြုလုပ်ထားတဲ့အရာတွေကပြင်ထွက်သွားတဲ့တည်ဆိုတာဟုတ်ပါသလားဆိုပြီးတော့မိခွန်းတစောင်မိထားတာတွေ့ရတယ်။ဒီလိုရှင်နေမျိုးမိတ်ဆွေတော့ကြုံတွေ့ဖူးပါသလား။ဥပမာမိတ်ဆွေတော့အနေနဲ့ကိုလိုရှင်နေတဲ့ချစ်သူတယောက်ကို manifest ပြုလုပ်တယ် အဲ့ဒီချစ်သူက ကိုယ့်စီမှာခဏပဲရှိပြီးရင်အဲတိတ်မကြလိုက်ဘူးများမကြမီအဲကိုကငခိုးပုံစံအတိုင်းငခိုးနေရာအတိုင်းပဲပြန်ရောက်သွားတယ်။နောက်ဥပမာတစ်ခုပြောရမယ်ဆိုရင်မိစေတော့အနေနဲ့လိုရှင်တဲ့ငွေကြေးပမာဏကို manifest ပြုလုပ်တယ်။အဲ့ဒီတော့အဲ့ဒီငွေကြေးပမာဏကကိုယ့်စီကိုရောက်လာတယ်။ကိုလိုရှင်တဲ့ငွေကြေးပမာဏရတယ်။ဒါပေမဲ့အဲ့ဒီငွေကြေးပမာဏဟာများမကြမီကိုဘဝထေကပြန်ထွက်သွားတယ်။ အဲ့ဒီလိုအရှိအနေမျိုးတွေမိစေတော့အနေနဲ့ကြုံတွေ့ဖို့ပါသလားဒီလိုဆိုရင်ဒီလိုအရှိအနေမျိုးကိုဘယ်လို fix လုပ်ရမလဲကိုယ်စီမာကိုလိုရှင်တဲ့အရာတွေမြည်အောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ် manifestation ရလဲတွေက အမြင်နဲ့တင်မြဲပါသလားလို့မိမိဆိုရင်အဖြေကတော့ yes လေးဖြစ်နိုင်တယ်လို့ no လေးဖြစ်နိုင်တယ် ဒါကိုနားလေသဘောပေါက်ဖို့ manifestation ဘလို့အလုပ်လုပ်သလေးဆိုတာကိုတော့သိဖို့လိုတယ်။အဲ့တော့ကျွန်ုပ်တို့အနေနဲ့ manifestation နည်းလမ်းတွေကိုအသုံးပြုတယ်။ visualization ပဲဖြစ်ဖြစ် affirmation ပဲဖြစ်ဖြစ်ဘယ်နည်းနဲ့မဆိုအသုံးပြုပြီးရင်ကိုလိုရှင်တဲ့အရာတစ်ခုကိုကိုဘဝထိပါရရှိလာအောင် အကောင့်ထိပို့ကြရတယ်ဖန်တီးကြရတယ်။အဲ့ဒီတော့ ဲ့ဒီလိုပြုတ်လုတဲ့အခါကိုယ့်ရဲ့မသိစိတ်ထဲမှာဆွေးနေအောင် ပြုတ်လို့ရတယ်မသိစိတ်ကဒါကိုယုံကြည်လက်ခံလာတဲ့အခါရုပ်ပိုင်းဆိုင်ရာ အရှိအနေမှာကိုလိုရှင်တဲ့အရာဟာအကောင့်အထိပေါ်လာတယ်ဒါဆိုရင် manifest ပြုတ်လုထားတဲ့အရာတွေကိုရပြီးမှဘာဖြစ်လို့ပြန်လီဆုံးချုံရတာလဲလူတချို့ကပြောတယ်ကိုက affirmation ကိုရွေးပြီးရင် manifest ပြုလုပ်နေတယ်ဆိုရင်အဲ့ဒါကိုရပြီးရင်လေတစ်သက်လုံးအဲ့ဒီ affirmation ကိုရွေးဆိုနေရမယ်တော့ပြောကြတယ်တချို့ကလေ visualization ပြုလုပ်ပြီးရင် manifest ပြုလုပ်တယ်ဆိုရင်လေအဲ့ဒီအရာကိုရပြီးမှဆက်လက်ပြီးရင်တစ်သက်လုံး visualization ပြုလုပ်နေရမယ်တော့ပြောကြတယ်ဒါကလုံးဝမှားနေတာဖြစ်တယ် ဒီလိုဆိုရင်ကိုလိုရှင်တဲ့အရာတွေကို manifest ပြုလုပ်ဖို့ဆိုရင်လိုရှင်တဲ့အရာတွေတစ်ခုပြီးတစ်ခု manifest ပြုလုပ်ရမယ့်စရင်ကြီးက အရှိကြီးဖြစ်လာပြီးရင်အဲ့ဒီ manifestation ပြုလုပ်နေတဲ့အလုံးနဲ့ပဲတစ်နေ့လုံးအချိန်ကုန်နေမှာပေါ့ ဒီလိုဆိုရင်လွရှင်တဲ့အရာကိုရပြီးခါမှဘာဖြစ်လို့ပြန်လေဆုံးချုံရသလဲဆိုတဲ့အတိကအကြောင်းရင်းကမိမိကိုကိုယူဆထားတဲ့ self concept မပြောင်းလေးသေးတော့ဘီဖြစ်တယ်ဒါတွေကို ဥပမာလေးနဲ့ရှင်းပြပါမယ် ဥပမာမိတ်ဆွေကကိုယ့်ရဲ့ရှစ်သူဟောင်းကိုယ့်ရဲ့ရီစာဟောင်းကိုယ့်ရဲ့ x ကို manifest ပြုလုပ်ပြီးပြန်ရလာတယ်ဆိုပါစို့ခဏတာတော့အဆင်ပြေတယ်ဒါပေမဲ့မိတ်ဆွေရဲ့အတွင်စိတ်ထေးမှာကိုယ့်ရဲ့ self concept ကဘာတွေပြောနေမလဲဆိုရင်ငါကအချစ်နဲ့မထိတ်တန်ဘူးငါရဲ့အချစ်ကြီးကမျက်ရည်တွေနဲ့ပဲအဆုံးသက်ရတယ်ငါကပြစ်ပခံရမှာပဲဆိုတဲ့အဲ့ဒီအတွင်နေကြီးကရှိနေတယ်အဲ့ဒီတော့ ကိုယ့်ရဲ့ self concept ကမပြောင်းလဲသေးတဲ့အခါအဲ့ဒီ self concept အဟောင်းကရှိနေသေးတာပေါ့နော်အဲ့ဒီတော့အဲ့ဒီအတွေးတွေကကိုယ့်ရဲ့စိတ်ကိုမလုံခြုံမှုတွေဖြစ်စေတယ်စိုးရိမ်စိတ်တွေဖြစ်ပေါ်လာစေပြီးရင်အရင်ကလိုပဲလမ်းခွဲရတဲ့အရှိအနေကိုပြန်လည်ဖန်တီးလိုက်တာပဲဖြစ်တယ်အဲ့ဒီတော့မိတ်ဆွေက manifestation နည်းနည်းတွေကိုအသုံးပြုပြီးရင်ကိုယ့်ရဲ့လက်ရှိအရှိအနေကိုခဏတာပြောင်းလဲနိုင်ပေမယ့်ကိုယ့်ရဲ့အ တွင်စိတ်ကလူသားတယောက်အနေနဲ့လုံးဝအသစ်ဖြစ်လာအောင်ကိုယ့်ရဲ့ self concept လုံးဝအသစ်ဖြစ်သွားအောင်မပြောင်းလဲနိုင်သေးတဲ့အတွက်အရှိအနေက အရင်ကအဟောင်းအတိုင်ကိုပဲပြန်လေရောက်သွားရတာဖြစ်ပါတယ်။ဒါဆိုရင်ကို manifest ပြုလုပ်ထားတဲ့အရာတွေဟာကိုယ့်ဘဝအထင်းမှတည်မြဲနေအောင်ဘယ်လိုပြုလုပ်ရမလဲ။ အဓိကတော့ချက်ကကိုယ့်ရဲ့ self concept ပဲဖြစ်တယ်အဲ့ဒီကိုကိုယ်တိုင်ယူဆထားတဲ့ကိုယ့်ရဲ့ self concept ကိုယ့်ရဲ့ self concept ကိုကိုလိုရှင်နေတဲ့အခြေအနေနဲ့တစ်ထက်တည်းကြအောင် လုံဝပြောင်းလဲပြလိုက်ရမှာဖြစ်တယ်မိတ်ဆွေဟာတကယ်အချစ်ခင်ရတဲ့သူတင်ဖိုးထားခင်ရတဲ့သူပျော်ရွှင်တဲ့ဆက်ဆံရေးကိုပိန်ဆိုင်ရတဲ့သူ ဆိုတဲ့ identity အစ်စ်ကို လုံဝကိုယ့်ရဲ့အသွင်သဒင်အဖြစ်ပြောင်းလဲပြလိုက်ဖို့လိုအပ်ပါတယ် ကိုယ့်ရဲ့ self concept တွေကိုယ့်ရဲ့ identity တွေအမှန်တကယ်ပြောင်းလဲသွားပြီလားမပြောင်းလဲသေးဘူးလားကိုဘယ်လိုလုပ်သိနိုင်မလဲဒါကိုစစ်စစ်တဲ့နည်းကတော့အရင်လူကြီးတွေကျွန်တော်တို့မှာ automatic reaction ဆိုတဲ့အလိုလျောက်တုံ့ပြန်တဲ့အရာတွေရှိတယ်။အဲ့ဒီအလိုလျောက်တုံ့ပြန်မှုကိုပဲသတိထားမိဖို့လိုအပ်တယ်။ဆရာကြီး never got ah ဘာပြောလဲဆိုရင်ဒီလိုအလိုလျောက်တုံ့ပြန်တဲ့အရာတွေကကျွန်တော်တို့ရဲ့ identity ကိုဖော်ပြနေတာဖြစ်ပါတယ်လို့ပြောပါတယ်။ ဥပမာမိတ်ဆွေဟာကွက်ချစ်သူနဲ့ကိုနေကြမှာကိစ္စတေးသေးလေးပြဿနာတေးသေးလေးတစ်ခုဖြစ်တည်ဆိုပါစို့အဲ့ဒီအခါကိုယ့်ရဲ့အတွင်စိတ်ကအလိုလျောက်တုံ့ပြန်တဲ့အရာတွေကဘလို့ပုံစံမျိုးဖြစ်နေလေစိုးရိမ်မှုတွေလားမလုံခြုံမှုတွေလားသူကငါ့ကိုထားသွားတော့မှလားဆိုတဲ့အတွေးတွေလားအဲ့ဒီလိုပုံစံမျိုးဖြစ်နေတယ်ဆိုရင်သူ့ကို manifest ပြုတ်လို့ပြင်ရထားတာဆိုပေမဲ့မိတ်ဆွေရဲ့အတွင်စိတ်ဟာလုံးဝမပြောင်းနေသေးဘူး ဲ့ဒီတော့ကိုယ့်ရဲ့အတွင်းစိတ်ဟာအရင်တုန်းကလိုပဲစိုးရိမ်တာတွေပူပင်တာတွေမလုံခြုံမှုတွေရှိနေသေးတယ်ဆိုတာကိုပေါ်ပြနေတာပဲဖြစ်တယ်။တခင်လိုမျိုးမိတ်ဆွေရဲ့အတွင်းစိတ်ထေကအလိုလျောက်တုံ့ပြန်တဲ့စိတ်က ိတ်ထဲမှာတော့ပေါ့နော်ငါဘာမှမဖြစ်ဘူးဒီကိစ္စကိုငါဖြေရှင်းရတယ်တော့ကိုယ့်ရဲ့စိတ်ထဲမှာတီတီငိမ့်ငိမ့်ရှိနေတယ်ဆိုရင်အရင်တုန်းကလို့အတွေးဆိုးတွေလုံးဝမဝင်တော့ဘူးဆိုရင်ဒါဟာကိုယ့်ရဲ့ identity အသစ်ကို ပြောင်းလဲသွားနိုင်ပြီးလုံးဝကို identity အသစ် self concept အသစ်တွေရရှိသွားပြီးတော့ပြောလို့ရပါတယ် မိတ်ဆွေရဲ့အလွန်လျောက်တုံ့ပြန်မှုဟာအရင်တုန်းကလိုတုံ့ပြန်တဲ့တုံ့ပြန်မှုအဟောင်းလိုမျိုးဆက်လက်ဖြစ်နေပြီဆိုရင်ကိုယ့်ရဲ့ manifestation လုပ်ငန်းတွေကိုဆက်လက်ပြုလုပ်ဖို့လိုတယ်။မိတ်ဆွေက affirmation ရွေးနေတာလားဆက်လက်ရွေးပေးဖို့လိုတယ်။ visualization ပြုလုပ်နေတာလားဆက်လက်ပြုလုပ်ပေးဖို့လိုတယ်။ကိုလိုရှင်တဲ့ရလက်ထွက်လာပြီမေးလေအဲ့ဒီ manifestation ပြုလုပ်တာကိုဆက်လက်ပြုလုပ်ပေးရမှာပဲဖြစ်တယ်။ ဘလောက်ထိပြုလုပ်ပေးရမလဲဆိုရင်ကိုယ့်ရဲ့ self concept ပြောင်းပွားအောင် အထိကိုယ့်ရဲ့ identity အသစ်ရလာအောင်အထိကိုဆက်လက်ပြုလုပ်ဖို့လိုအပ်ပါတယ် identity အသစ်ကိုပုံမိုခိုင်မြဲအောင်ပြုလုပ်နိုင်မယ့်အကောင်ဆုံးနည်းလမ်းကတော့ gratitude ဆိုတဲ့ကျေးဇူးတင်ရှင်သဘောတရားပဲဖြစ်ပါတယ်အဲ့ဒီတော့အဲ့ဒီကျေးဇူးတင်ရှင်သဘောတရားကိုဘယ်လိုပြုလုပ်ရမလဲဒီတော့မိတ်ဆွေဟာ ကိုသည်ဘေးအရာကို manifest ပြုလုပ်နေသလေးဆိုတာနဲ့ပေါင်စဲပြီးရင်ကျေးဇူးတင်ရမှာဖြစ်တယ်။ဥပမာဆိုပါစို့မိတ်ဆွေဟာအချစ်ရည်မှ manifest ပြုလုပ်နေတယ်ဆိုရင်ငါဟာအချစ်ရည်ကံကောင်းနေတဲ့သူဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါဟာအချစ်ခံနေရတဲ့သူဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါဟာငါချစ်သူရဲ့ တွေးတောစဉ်းစားမှုတွေကိုအမြင်နဲ့ရရှိနေသူဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါခါငါချစ်သူရဲ့လွယ်ဆွဲမှုတတိယမှုတွေကိုအမြင်နဲ့ရရှိနေတဲ့သူဖြစ်တော့ကျေးဇူးတင်ပါတယ်။ငါဟာငါချစ်သူရဲ့တင်ဖို့ထားမှုတွေကိုရရှိနေပြီဖြစ်တော့ ြေစုတင်ပါတယ်ဒါကဒီစီကဥပမာအနေနဲ့ပြောတာငါဘာဖြစ်တယ်လို့ဖော်ပြတဲ့ဖော်ပြချက်ရဲ့နောက်မှာကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးကိုထည့်ပေးပါဥပမာနောက်တစ်ခုကငွေကြေးနဲ့ပတ်သက်လို့မိစ္ဆာ manifest ပြုလုပ်နေတယ်ဆိုရင်ဘယ်လိုပြောရမလဲဆိုရင်အခုအချိန်မှာငါစီကိုငွေတွေဒလဟိုးစီးစင်းနေပြီငါဟာငွေကြေးရှာဖွေရလွေကူတဲ့သူဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ငါဟာအခုအချိန်မှာငွေမြောင်များစွာရရှိနေပြီဖြစ်လို့ကျေးဇူးတင် င်ပါတယ်ငါစီကိုနီလဲပေါင်းမြောင်များစွာနဲ့ငွေတွေဝင်နေပြီဖြစ်တော့ကျေးဇူးတင်ပါတယ်ငါဟာငွေကြီးနဲ့ပတ်သက်လို့ကြံကောင်းနေတဲ့သူဖြစ်တော့ကျေးဇူးတင်ပါတယ်အဲ့ဒီလိုငါဘာဖြစ်နေတယ်ဆိုတဲ့ပေါ်ပြချက်နဲ့စာကြောင်းငါကြောင်းလောက်ရေးပြီးရင်ကျေးဇူးတင်ပါဒီနည်းနဲ့ကတော့ကိုယ့်ရဲ့ self concept ကို ခိုင်မြဲအောင်အများကြီးအထောက်အကူပြုနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ နှစ်ချုပ်အနေနဲ့ပြောရမည်ဆိုရင် manifestation ပြုလုပ်တည်ဆိုတာကိုလိုရှင်တဲ့အရာကိုဆွေးဆောင်တာထက်မိမိကိုယ်ကိုပြောင်းလဲတာပဲဖြစ်တယ်ကိုယ်လိုရှင်တဲ့အရာကိုရရှိပြီးသားကိုလိုရှင်တဲ့အရာကို ပိန်ဆိုင်ပြီးသားကိုလိုရှင်တဲ့အရာနဲ့အရင်ကိုထိုက်တင်တဲ့လူတယောက်အဖြစ်ကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်တွေကိုလုံးဝပြောင်းလဲပလိုက်တာပဲဖြစ်တယ် မိတ်ဆွေကကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ concept တွေကိုယ့်ရဲ့ identity တွေလုံးဝပြောင်းလဲသွားပြီဆိုရင် ကို manifest ပြုလုပ်ထားတဲ့အရာတွေဟာကိုယ့်ဘဝအထိကထွက်မသွားတော့ပဲအဲ့ဒီအရာတွေဟာကိုယ့်စီမှာပဲတည်မြဲနေမှာပဲဖြစ်တယ်ဒီဗီဒီယိုကတော့မိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိနိုင်ပြီတော့မျှော်လင့်ပါတယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပြကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်